အားလုံးပဲမင်္ဂလာပါရှင်ဆ iam မဝင်းမြင့်ရေးသားထားတဲ့ကုမွန်တောင်နှန်းလွမ်းစေဖို့ဖန်ဝိထုရှိကိုအပိုင်းခုနှစ်အနေနဲ့ဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်ဒီမနေ့တူ နားဆင်ခန်းစားပေးကြပါအောင်ရှင်တစ်ပင်အုံကြီးအောက်သို့ရောက်သောအခါတော်တော်ဝေးကွာသောနေရာစီမှမိအောင်မိန်မိန်ကိုလှမ်းမြင်လိုက်ရသောအခါကိုမြင့်ညိုသည်မျော်လင့်ချက်ပြေးဝါတော်မြေရိပ်ရောင်ကို မြင်တွေ့ရသည့်အတွက်စေရောကိုပါပေါ်ပါတွက်လက်သွားသည်ငါညီမလေးရှိပါစေ ချောချောမောမောခေါ်လို့ရပါစေဟိုစိတ်ထဲကဆူတောင်းလိုက်သည်၃ယောက်သားအတန်မပြူကြပဲတယောက်ကိုတယောက်လက်တို့ကမိအောင်ကိုပြကြသည်ထို့နောက်တစ်ပင်တွေခြုံတွေကိုအကာအကွယ်ယူကာမိအောင်မြင်ရသို့တဖြည်းဖြည်းကပ်လာခဲ့ကြသည်မိအောင်နှင့်ပေဒီယာမြအကွာဝေးသို့ရောက်သောအခါသူတို့မြင်ရသောမိအောင်သည် မိကြီးရဲ့ကြာစာပြုနေသည့်မိဘတို့ခုဖြစ်ပြီးမိဘနီးကြောက်တုံးကြီးတုံးပေါ်ဝဲညာမေတင်နှင့်ခင်မောင်အေးတို့တယောက်နှင့်တယောက်ယူရကြည်စင်နေကြသည်ကိုတွေ့လိုက်ရသည်ညာမေတင်၏အစင်းတရံကိုမူသူတို့သုံးယောက်လုံးမြင်ဘူးခဲ့ကြပြီးဖြစ်၍အထူးထွေးအံ့ဩခြင်းမဖြစ်တော့တော့လဲသူတို့မမြင်ခဲ့ဘူးသည့်ခင်မောင်အေးကိုမူကသုံးယောက်လုံးအံ့ဩနေကြသည်ထွားကြိုင်းဖွင့်ဖြူသောကိုလုံးကိုယ်တွေတွင်အမွှေးခက်ရှည်ရှည် တားကောင်းတရေကိုဝေ့ယုံထားပြီးဦးကောင်းကရှေးလျားရှုံထွေးသောသမင်တွေကကြောပြင်းနှင့်ပခုံးတစ်ဖက်ပေါ်မှဖိုယိုဖားရကျနေသည်လုံခမ်းမွေးမုန်စိန်မွေးပမြိုင်းမွေးတွေကရှေးလျားရှုံထွေးစွာဖြင့်မျက်နှာတစ်ခုလုံးကိုဖုံးအုပ်နေသောချင်မောင်အေးဤအသွင်သဏ္ဍာန်သည်မိမိန်သောမိဘမမိအောင်တွင်တော်တရိတ်ဆန်၎င်းအထူးသဖြင့် လူဝင်ကောင်ဟုဖြေမှားနိုင်လောက်အောင်ပဲလူသားမိန်းမဖြစ်စေယောက်ျားဖြစ်စေ တောတောင်ထဲမှာတင်းမြတ်စွာအတူနေထိုင်နိုင်သောတရိတ်ဆန်သည်လူဝင်သားဖြစ်နိုင်သည်ကိုသုံးအောင်စလုံးတွေးမိကြသည်ညမေတင်သည်လူဝင်တကောင်နှင့်ရင်မပေါင်းသေးနေထိုင်လျက်ရှိပြီးဟု ကိုမြင့်ညိုတို့သုံးယောက်လုံးခိုင်မာစွာယုံကြည်လိုက်သည်သူတို့သုံးယောက်သည်ညမေတင်ကိုအပြစ်မတင်နိုင်တော့ချေလူသူကင်းဝေးသည်နက်ခေါင်လာသောတောတောင်ထဲမှာလူမဲကလေးဘွားကပေရောက်နေသောညမေတင်သည်တော်တရိတ်ဆန်လူဝင်တကောင်နှင့်မှ မပေါင်းဖော်လင်းမိသူနှင့်ပေါင်းဖော်ပါမည်နီတယောက်တည်းနေ၍မဖြစ်သည့်ဘဝမှာနေ၍ဖြစ်နိုင်သည့်အနိစ္စဆုံးအဖို့ပေါင်းကို အာပြုမိတွေရရှာကြသည်ဟုဂျင်နာစွာ တွေးလိုက်ကြသည် ချောမောလာပါ၍ချစ်စရာကောင်းလာသောနှမလေးသည်ရေနာစရာအဖြစ်မျိုးနှင့် တော်တဲ့သူရောက်ပြီးအခုလို တော်တရိစံကောင်းနှင့်အပေါင်းပေါ်ပြုကဖြစ်ရာဘဝမှာကြည်နူးပျော်ရွှင်နေရှာသည်ကိုမျက်မြင်ကိုယ်တွေ့မြင်ရသောကိုမြင့်ညိုသည် နမလေးတို့ရင်နာလှသဖြင့်မျက်ရည်များပင်ကျမိတော်သည်မောင်ထဲမှာမျက်စိကျင်သားရာပြီးနေကြသောကိုဘတော်နှင့်ကိုထွန်းအန်းတို့သည်သူတို့ဆရာကိုမြင့်ညိုမျက်ရည်သုံးလိုက်သည်ကိုမောင်ထဲမှာဖြစ်တော်လဲទីလိုက်ကြသည်သူတို့ကိုယ်တိုင်းပင် စိတ်မကောင်းနိုင်ကြပေနမလေးကိုတော်တရိတ်ဆန်၎င်းနှင့်ရင်မပြီးတော်တဲ့တောင်ထဲမှာပင်ဘဝဆုံးမိဖြစ်ကိုကိုမြင့်ညိုသည်မိတို့မြဥပိ္ပခါမပြူနိုင် မြည်သည့်ဤဖြင့်နှမလေးကိုရအောင်ဆောင်ကျင်းရမည်ဟုစိတ်ထိခိုက်စွာတွေးကာသူတို့နှစ်ယောက်အိပ်ပြောတဲ့အချိန်ရအောင်စောင့်ကြရအောင်အခုနေသွားဖမ်းရင်ကိုလူဝင်ကောင်ကရဲမှုမှတည်ကြတယ်နောက်ပြီးညီမလေးအနေနဲ့ကလည်းကျွန်တော်တို့ခေါ်ရကိုဘယ်နည်းနဲ့မှအသာတကြီးလိုက်မှာမဟုတ်ဘူးဖေလုံးတပ်ဖို့ရုံးကန်အော်ဟေးလို့ရင်သူတို့အပေါင်းဖော်လူဝင်တွေတက်ကြီးနဲ့ချီလာမှဖြစ်ကျွန်တော်တို့သုံးယောက်ဘယ်နည်းနဲ့မှမနိုင်ဘူးဖို့မရဓမ္မဆုံးဖြစ်နေမယ် ကိုလီတန်ဖြင့်ဒုဒိတ်စွာပြောသောအခါကိုထွန်းအန်းနှင့်ကိုပါတော်ရူကသဘောတူကြသည်သူတို့ချောင်းကြည့်သောနေရာက ခမောင်အေးနှင့်ညာမေတင်ကိုတွေ့မြင်နိုင်တော်လဲပြောသည့်စကားတန်ကိုမှမကြားရချေချစ်သူမြောက်ကလည်းနေခင်းချင်းခုံပြန်ပြေးလွှားကစားမြူထူးသည့်အခါမှသာပျော်ရွှင်စွာအော်ဟစ်ကြသည် ပြိုလေးတို့ငန်းဦးဆိုသောတခြင်းလေးကိုတယောက်တည်းလည်းဒီဆိုကြသည်ယခုလိုညာချိန်မှာအော်ဟစ်စကားပြောခြင်းမပြုကြချေ စောစောအိတ်ချင်းနဲ့အိတ်လိုက်ကြသည်မိတ်ချင်းနဲ့ယခုလိုမိဘနာမှာထိုင်ပြီးတယောက်ကိုတယောက်ချစ်တင်တော်သောစကားများကိုတိမ်မွေးညင်သာတိုးတိတ်စွာသာပြောလေရှိကြသည်ထို့ကြောင့်သူတို့ပြောသောစကားကို ကိုမြင့်ညိုတို့ကမကြားနိုင်ကြချေထို့ကြောင့်သာလျှင်ခမောင်အေးကို တော်ရိုင်းတရိတ်ဆိုင် လူဝင်တကောင်ဟုခင်နေကြသည်ကိုမြင့်ညိုတို့ကြားကြားမဆောင်လိုက်ရပါတနေ့လုံးခုံပြန်ပြေးလွှားကစားမြူးထူးနေခဲ့ကြသောချစ်သူနှစ်ယောက်သည် အိမ်ငိုက်လာကြသည်ထို့ကြောင့်မိဖို့တဲ့သူနောက်ထပ်တေကိုင်းကြောက်တွေမထဲတော့ပဲတယောက်ခါကိုတယောက်ဖက်ခါမိဖို့နာမထသွားကြသည်ဒါဆိုရင်တော့သူတို့အိတ်ကြတော့မယ်ကျမ်းမာတန်ဆွမ်းတဲ့လူဖြစ်စေတရိတ်ဆန်ဖြစ်စေအိရာတဲ့ရောက်ရင်တော့ချက်ချင်းအိပ်ပျော်တတ်တယ်ကျွန်တော်တို့လိုလိုမဲမဲတနာကြီးလောက်စောင့်ကြည့်ရအောင်ကိုမြင့်ညိုကလက်ပတ်နာကြီးကိုကြည့်ပြီးပြောသည်ညာကြီးလက်ပတ်နာကြီးက 9နာရီခွဲနေပြီးကိုထင်ရှားစွာမြင်ရသည်။၃ရောက်သားစိတ်အားထက်သန်စွာဖြင့်တိတ်ဆိတ်စွာစောင့်နေကြရာမိဘမှမိသည်လည်းမိကြီးကရောင်ရည်ရည်များသာကြံအောင်ပြားရီဖုံးသွားလေပြီ။အချိန်ကလည်း10နာရီခွဲပြီးလေပြီ။ကိုမင်းညိုတို့သုံးယောက်ကြောင်များကဲ့သို့ညင်သာစွာချင်းကပ်လာခဲ့ကြသည်မိဘုံနာတို့ရောက်သောအခါတိပင်းကြီးတပင်ကို꿰ပြီးကြည်လိုက်သည် မိဘုံနှင့်ခလန်းလန်းမှဂူတခုရှိနေသည်ကိုမောင်ထဲမှမျက်စိကျင်သာရနေပြီးသည့်ကိုမြင့်ရိုးရိုးသုံးယောက်ကမြင်ကြသည်ဂူဝါကိုတေတုံးတုံးပိတ်ထားသည်မှာတောကောင်တွေဝင်မရယုံသားဖြစ်ပြီးလေပေါက်ပိတ်မနေချေတော်ရန်တရိษံဖြစ်တော်လဲညံရှိသားဟုကိုမြင့်ညိုကတွေးလိုက်သည်သုံးယောက်သားတေတုံးကြီးကိုအတမ်းမမီအောင်အထုပယူဆိုင်ပြီးဖယ်ကြသည်သုံးယောက်အားဖြင့်တော်တော်လေးကြိုးစားဖယ်ရသော တတုံးဤအလေးချိန်ကိုကြည်ချင်းဖြင့်ညာမေတေနှင့်အတူနေသော လူဝင်အင်အားသည် မသေးပါကလားဟုသုံးရောင်လုံးတွေးလိုက်မိကြသည် လူတယောက်ကောင်းကောင်းဝင်သာအောင်တတုံးကြီးရွှေသွားသည့်တိုင်အောင်ဘူးတွင်မှ လူနှစ်ယောက်၏အသက်မှန်မှန်ရှူနေသည့်အသက်မှလွဲပြီးလှုပ်ရှားသံကို လုံးဝမကြားရသောကြောင့်သုံးရောင်လုံးအားတက်စွာဖြင့်ဘူးထဲသို့ခြေတံမမီအောင်ဝင်လာခဲ့ကြသည် ကိုမြင့်ညိုသည် အောင်တဲ့အရွယ်သားသားလက်နှိပ်ဓာမီငယ်လေးကိုမီးဖွင်းကလက်တစ်ဖက်ကဓာမီကိုထိုးဂူရဲမှာရှာကြည့်သည်လက်တစ်ဖက်ကလုံးလုံးမဲမဲအရေးရှိက အသင်ဖြစ်ရန်တနှက်ကိုဂိုင်ထားသည်ဂူတွင်ပဲနယံနာမှာရှိနေသော ကြောက်ပြားကြီးပေါ်တွင်နေနေချိုက်ချိုက်အိမ်မောကြနေကြသော ခမောင်အေးနှင်းညမေခင်ကိုတွေ့လိုက်ရသည်ဂူနယံကိုခေါင်းတိုက်ခါရှင်တွဲအိပ်ပျော်နေကြသော ခမောင်အေးနှင်းညမေခင်ကိုမြင်လိုက်နှင့် ကိုမြင့်ညိုသည်အချိန်ကုန်မခံနေတော့ပဲနှောင်စလုံးတွဲမိစေးကိုနှင်းမြန်ကျင်လဲစွာအသုံးချလိုက်သည်တင်းငယ်သောလက်နှိပ်ဒံမီအလင်းရောင်မှိမ့်မိမှမျက်နှာတစ်ခုလုံးအမွှေးတွေဖုံးနေသောခင်မောင်အေးဤကိုယ်လုံးကိုတုံးရောင်လုံးတည်တည်ချာချာလိလာရေးလုံးမနေကြတော့ပဲညာမီတင်ကိုသာအေးတကြီးပွေပိုက်ထမ်းယူကဘူထဲမှနှင်းမြန်စွာပြန်ထွက်ခဲ့ကြသည်ကိုအဝါကိုတည်တုံဖြစ်နေရမပြက်ပြန်ပိတ်လိုက်ကြသည်သူတရဝါကို မေးစည်းလေးနဲ့ဒီတိုင်းထားခဲ့မှလားဆရာ မေးစည်းပြေလို့လိုက်လာရင်ကျွန်တော်တို့မတက်တာဘူးနော်ကိုထွန်းအန်းနဲ့ကိုပါတော်တို့ကပြောကြသည်သူတို့သဘောကမတက်သည့်တိုင်းအောင် ကျိုးဖြင့်တုံထားခဲ့ခြင်းသည်ကိုမြင့်ညိုသည်ခမောင်အေးကိုလူသားစင်စစ်ဟုမတိခဲ့စေကမူနှမလေးကိုဘေးကင်းရန်ကင်းစောင့်ရှောက်ထားသူဟူသောအယူဆဖြင့်ငယ်ညာထောက်ထားသော စိတ်ကမတိမသားရှိနေသည် ထို့ကြောင့်ကျိုးကနိုင်လုံကျိုးတွေဆိုတော့ဘလောက်အာတန်တန်တော်တော်နဲ့ ဖြတ်လို့ရမှာမဟုတ်ဘူးအစာရေစာငတ်ပြီးသေနေပါအောင်မယ်ဗျာမိစေးကဒီနေ့တ냐လုံးမနေ့ပြန်10နာရီလောက်ထိစိတ်ချရပါတယ်အဲ့ဒီချိန်တွေမှာကျွန်တော်တို့မနာပဲလို့အောင်ပြေးနိုင်ကောင်းပါရဲ့တကယ်လို့လိုက်လာရင်လည်းမတက်တာတဲ့အဆုံးတော့တစ်နှက်သုံးရတော့မှာပေါ့လေလိုက်လို့မိနိုင်မယ်လို့တော့မထင်ပါဘူးမိစေးပြေစားဆိုတာတော်တော်လက်လက်လမ်းလျှောက်လို့မရနိုင်ပါဘူးလေကိုမြင့်ညိုကပြန်ပြောပြီးစကားမဆက်ကြတော့ပဲခြေသွက်သွက်ဖြင့် သူတို့ပုံကိုနေခဲ့ရာ ရှူကြည့်တဲ့သူရောက်အောင်အတော့နှင်းလာခဲ့ကြသည်ညမေတင်ကိုတယောက်တစ်လှည့်ထမ်းလာခဲ့ကြသည် ရှူကြည့်တဲ့သူပြန်ရောက်ကြတော့အခါအထံသမားလေးရောက်အစင်သေးပြုပြင်ထားသောဆောင်ပကတ်ထဲမှညမေတင်ကိုထည့်လိုက်သည်ဆောင်တစ်ထည်ကိုညမေတင်ကိုပေါ်တွင်လွှမ်းခြုံပေးလိုက်ပြီးချက်ချင်းခီးထွက်ရန်ကုမင်းညိုကပြောလိုက်သည်တိုင်းအထံသမားလေးရောက်သည်တွက်လဲလှင်မြန်သော ခြေလမ်းများဖြင့်ရှူကြည့်ထဲမှထွက်ခွာလာခဲ့ကြသည် ညာမေတင်သတိရလာသောချိန်သည်နောက်တနေ့မနက်ဖြစ်သည်။ကူမွန်တောင်နှင်းချီနှင်းတော်တော်ဝေးကွာနေပြီဖြစ်သောရွာငယ်လေးတစ်ပါးတို့ရောက်နေကြလိမ့်မည်။ထန်သမားများကူညီဖြင့်မြမစကားပြောတတ်သောကချင်မျိုးသမီးတယောက်ကိုဆက်သွယ်မိသည်။ထိုမျိုးသမီးကို အတော်အသင့်ပြောပြပြီးညာမေတင်အားအဝေစားလဲခိုင်းရသည်။မေဇေးပြေစားဖြစ်သောညာမေတင်သည်တော်တော်လဲလဲလှုံရှားစကားပြောခြင်းမပြုနိုင်ရှာသေးပေ။ သူ့ဘဝဝေစားလဲပြီးနေသောကချင်မျိုးသမီးကိုငူနောက်ယူဝေသောဥကပုံမှိုင်းသောမျက်လုံးဖြင်းကြီးကမေဇေရှင်ကြောင့်ပြုတ်လိုက်အန်လိုက်ဖြစ်နေသည်ကိုမြင့်ညိုသည်ညာမေတင်ကိုနောက်ကျောင်းပြန်ဆက်လှမ်းပြောနေရမည့်အချိန်မဟုတ်သေးကြောင်းသူစိတ်ထဲမှာလူဝေဟုခိုင်းမြဲစွာယုံကြည်နေသည့်ခင်မောင်အေးမတော်တဆမေဇေပြေးပြီးလိုက်နာမည်ကိုလည်းစိုးရင်သည်ထိုကြောင့်တို့ကြောင့်ညာမေတင်ဝေလာရင်ဆွဲတော့ကောင်းဒီကိုချွတ်ပြီး ူဝယ်လာသည့်ထမိန်အင်ဂျီကိုကချင်မျိုးသမီးကဒေသလုံးကျုံစွာဝစ်စင်ပေးပြီးသည့်နှစ်တပြိုင်နက်မူဝင်နေသေးသည့်ညမေတင်ကိုအထမ်းထဲမှပြန်ထည့်ကာခရီးကိုအပြင်းနှင်လာခဲ့ကြသည်။ကိုမြင့်ညိုက နာယီကိုကြည်လိုက်၏။နည်းနည်း၁၀နာရီထိုးနေပေမည်။ဒီချိန်တွင် လူဝင်ကြီးမေဇေးပြေလောက်ပြီးဟုကိုမြင့်ညိုကတွေ့၏ထို့ထက်အချိန်ပိုပြီးမေဇေးပြေရလဲမဖြစ်တော့ချေကြာလုံးအာကြီးသွားနှင့်မေဇေးလွန်ပြီးတည်သွားနိုင်သည် ။မူညံကျင်နာသောစိတ်ထားရှိသူ ကိုမြင့်ညိုသည် သူ့မြမာလေးကိုစောင့်ရှောက်ကယ်တင်ထားသည်ဟူသောယူဆချက်ဖြင့်အသက်ကိုမသေးစေလိုတော်လဲ။ဤသို့လူသူမနီးတော်ကြီးတောင်ကြီးထဲမှရိုင်းဆိုင်သောတရဝါတကောင်နှင့်သူ့မြမာလေးပေါင်းသင်းနေထိုင်သည်ကိုမူမြည်သည့်နင်းနှင်းမျှမရှုစိတ်နိုင်သည်ကတော့အမှန်ဖြစ်၏။ညမေတင်ဥကောင်းရောစေရောကိုလည်းအင်္ဂါရောជីကြီးလေးနဲ့ပြန်ဖြစ်လာသည့်ချိန်ကညနေမှောင်ကြီးပြိုးနေပြီ။ထိုချိန်တွင ကိုမြင့်ညိုတို့သည်ခမောင်အေးကြံရည်ရာဒေသဖြစ်သောမှိုင်းညိုရီမောင်သည်ကူမွန်တောင်နှန်းကြီးနှင့်ခရီးဝေးကွာပြီး ခမောင်အေးလိုက်မမီနိုင်အောင် စိတ်ချရသည့်နေရာသို့ရောက်နေကြလိမ့်မည်တော်ကြွန်ပြည်သားတန်ဆွမ်းသည့်လူငှားလေးယောက်ကိုထွန်းအံ့ကိုပါတော်နှင့်ကိုမြင့်ညိုတို့သည်ညာမေတင်လိုက်ပါလာသည့်ပခက်ကိုတူတာဝင်ငါတောင်ဝင်ဟု ခွဲခြားမနေကြတော့ပဲတယောက်မောနှင့်တယောက်အစာဝင်သည် တယောက်စားလောင်းနှင်းစားပြီးသည့်တယောက်ကအစာဝင်ထန်သည်ဤနည်းဖြင့်လမ်းကြီးတစ်လျှောက်လုံးမှာလုံးဝမရဆိုင်အနာမီဘဲခရီးပြင်းနှင်းကအပြေးလေးထန်းခဲ့ကြသည်ကြောင့်ဤမြလောင်းဝေးကွာပြီးစိတ်ချရသည့်နေရာသို့ရောက်လာခဲ့ကြခြင်းဖြစ်သည်သို့သောတတိကိုမူမနစ်ကြစေဘဲခရီးဆယ်မြေတိုင်းဆက်လာခဲ့ကြသည်ပခက်ထဲမှလဲလျောင်းလျက်ပါလာသောညာမီတင်သည်တတိကောင်းစွာရလာသောအခါသူပဲနေရာရောက်နေသည် ဘလို့ဖြစ်နေသည်ကိုစဉ်းစားမရပဲဖြစ်နေသည်အဖြစ်ဖြစ်နှင့်အတိညာဉ်ကြီးလင်းလာသောအခါမှာသူသည် သူနှင့်ခင်မောင်အေးနေထိုင်ခဲ့သည့်ဂူထဲမှာမဟုတ်ဘဲထူးထူးဆန်းဆန်းနေရာမှာအေလီယန်နှင့်နေရာရွေ့နေကြောင်းသိလာရသည်ညာမေတင်ပကတ်ထဲမှာပလက်အနေထားမျိုးဖြစ်နေရာကထထိုင်လိုက်သည်မင်းတို့ဘာကောင်းတွေလဲခင်မောင်အေးရေဤပိသားကြီးပြောလိုက်တော့ညာမေတင်အတန်နှင်းလှုပ်ရှားလိုက်ပုံကို အမြဲတည်ထားနေသော ကိုမြင့်ညိုကချက်ချင်းသိလိုက်သည် သူနှမလေးသည်လူစကားပြောတတ်နေပါသေးသည်ဟုတော့အစီကြောင့်ကိုမြင့်ညိုသည်အတိုင်းမသိဝမ်းမြောက်မှုဖြစ်သွားသည်သို့သောဝမ်းမြောက်ကြည်နူးစွာစကားတန်ရှိမေးမြန်းပြောဆိုနေရမည့်အချိန်ကမဟုတ်သည်လျောက်မိမလေးမထနဲ့ငင်ငင်လေးမအော်နဲ့ဟူသားပြောလိုက်သည် အပြေးလေးထမ်းသွားနေသူတွေကိုလည်းတွားမြဲတိုင်းတွားရန်ပြောလိုက်သည်ညာမေတင်ဒီပါမှမပြောတော့ပဲ တခဲထဲမှရုတ်တရက်ခုန်ချလိုက်သည်ပခဲပြီးတစ်ဖက်တစ်ချက်ကကိုမြင့်ညိုနှင်းကိုထွန်းအန်းတို့တည်ထားလိုက်လာကြသည်ပခဲရှိမှအထန်ငှားလာသည်လူငှားတယောက်ကရှေ့မှသွားပြီးတခဲနောက်မှကကိုဘတော်နှင့်လူငှားတယောက်တို့ကဝင်ရန်လိုက်လာကြသည်ထို့ကြောင့်ပခဲထဲမှခုန်ချလိုက်သောညာမေတင်သည်လွတ်အောင်မပြေးနိုင်ပဲတန်ဆန်းသောယောက်ျားကြီး9ယောက်လက်ထဲမှအားရှိသမျှယုံကန်နေသည် ညမေတင်သည်ကွာပလာတန်ဆွမ်းပါတော့လေဦးရေးချင်းမမျှသည်ကတကြောင်မေစည်းပြေပြီးနောက်အော်အန်ခဲ့ရခြင်းမိသည်စာကိုမှမစားတော့ခဲ့ရခြင်းအထူးသဖြင့်ပြင်းထန်စွာရေငန်းနေခြင်းတို့ကြောင့်ကြာရှည်မယုံကန်နိုင်တော့ရှာပဲကိုမြင့်ညိုဤလက်ထဲမှာရွမ်းခွေစွာမောဟိုင်းငိမ့်တဲ့နေရှာတော်သည်ကိုမြင့်ညိုသည်ညမေတင်ကိုဤတိုင်းခေါ်၍မဖြစ်နိုင်ကြောင်းစဉ်းစားလိုက်မိသည်ထို့ကြောင့်ညမေတင်ကို သူလုံတောက်လို့သည်ရေကိုတိုင်လိုက်သည်ရေဝါတောက်လိုက်ပြီးတော့ခါကိုမြင့်ညိုကိုထွန်းအန်းနှင့်ကိုပါတော်တို့ကနေမြန်စွာညာမီတီးဇနဖက်ကိုကျိုးဖြင့်တုံလိုက်ကြသည်ထို့နောက်ဆောင်မခဲထဲမှပြန်ထဲကဆောင်နှင့်ရောပြီးညာမီတီးခါကိုကျိုးဖြင့်ချီလိုက်ကြသည်လက်နဖက်ကိုမူလွှတ်ထားလိုက်သည်လက်ကိုလွှတ်ထားမှသာနှင့်အစာစားနိုင်ပြီထို့နောက်တက်တုတ်ရိုက်တန်းပြည်မြဲတိုင်းထမ်းပြေးကြသည် ။ကိုမြင့်ညိုတို့ကြွေးသည့်အစာများကိုညာမေတဲ့မစားတတ်ရှာချေ။ထို့ကြောင့်ရီကူသာတောက်ပြီးလိုက်ပါလာခဲ့ရသောညာမေတဲ့သည်အင်အားယောပါကကျူတုတ်ခံရဲနှင့်လိုက်ခဲ့ရတော့လေနှုတ်ကစိတ်စိတ်မနေ။ငါဘယ်ကိုရောက်နေတာလဲ။နင်တို့ကဘာကောင်းနေလဲ။ခင်မောင်အေးဘယ်မှာလဲ။ခင်မောင်အေးရေငါစီကိုမြဲမြဲပြေးခဲ့စမ်းမှာဟိုကောင်နေငါကိုတတ်တော့မယ်။ဟူအော်ဟဲ့လာသည် ။အော်ဟေလာသည်ဆိုတော့လေအတန်ကတော့မကျေရှာတော့ပေ။ကိုမြင့်ညိုသည်ညာမေတဲ့နှုံမခင်မောင်အေးဆိုတော့စကလုံးကို ကြားလိုက်ရတော့ခါအံ့ဩနေသည်။စဉ်းစားများအောင်ဖြစ်နေသည်။လေးနှစ်ရွယ်ကလေရင်ပြကြရာပါသွားသောညာမေတင်သည်လူလာမြောက်သည့်အသက်ရွယ်မှသူ့နှုံမှထွက်လာသောခင်မောင်အေးဆိုသောနာမည်သည်လူနှင့်ဂူတူကူထဲမှချစ်ခင်စွာနေကြသည့်လူဝင်ကောင်ဖြစ်နေလေသလား။ ထို့သောပြင်လင်ကိုမြင့်ညိုတို့ကလူဝင်ကောင်ဟုယူဆထားသောအကောင်သည်ညာမေတေနှင့်တူနေရင်ပြကြရမှာအသက်မသေးပဲကံလူအကျိုးပေးဖြစ်နေသောလူသားတယောက်သာ ဖြစ်ပေလိမ့်မည်။ကိုမြင့်ညိုသည်ညာမေတေစကားကိုဆက်ဆက်တွေးတော်ရင်တောတရိဆန်လူဝင်ကောင်အဖြစ်ဖြင့်ကြံရင်ရှာသောခင်မောင်အေးကိုစိတ်ထဲကသနာတလုံးလိုဖြစ်လာသည်။သို့သောဤများလောက်ရိုင်းဆိုင်နေသောတောရိုင်းတရိဆန်လူလိုဖြစ်နေသည့်အကောင်တကောင်နှင့် ညီမလေးသည်တော်ထဲမှအကြောင်းပါလာသည်ဒီလူဝင်တခွဲဖြစ်သောအကောင်သည်ညာမေတင်ဤခင်မွန်းဖြစ်ပါသည်ဟုမြူကြီးပြားကြီးအရောက်ခေါ်လာပြီးလူသည်သူသည် ပြာဝင်ရဲသောတတိသည်တာမန်လူသားတယောက်သာဖြစ်သော ကိုမြင့်ညိုမှမရှိရှာချေထိုကြောင့်ကျင်နာတနာလူလူဖြစ်လာသောစိတ်ကိုမိဖြောင်းလိုက်သည်သူနှင့်ပင်ဘူမွန်တောင်နှင့်များစွာဝေးကွာလှပြီးစိတ်ချရပြီးဟုယူဆရသော နေရာသို့ရောက်သောအခါမှကိုမြင့်ညိုတို့လူစုနားလိုက်ကြသည် စကားမပြောတော့မော်တော်ပဲအန်ကျိတ်ခါသူ့ကိုဖမ်းလာသည့်လူတွေကို စေစေကြည်နေသောညာမေတင်သည်ကိုမြင့်ညိုမျက်နှာကိုမြင်သောအခါတင်းနေသောမျက်နှာသည်အန်အော်သည့်တွင်သို့ ပြောင်းသွားသည်မိစေအရှင်ကြောင့်တကြောင်ဘောသားကြောင့်ယုံတန်အော်ဟေးပြောဆိုနေရသဖြင့်တကြောင်ကိုမြင့်ညိုတို့လူတိုင်းမျက်နှာကိုတေချာစွာမကြည့်ခဲ့မီသောညာမေတင်သည် ယခုမှတယောက်ချင်းကြည့်မိလိုက်တော့ခါကိုမြင့်ညိုမျက်နှာကိုမှန်မှန်သားသားတွေးလိုက်ရသည် သူတို့နေထိုင်ရာကြောက်ကပင်ပေါ်သို့ရောက်အောင်တက်လာစဉ်ကတည်းက၎င်းကိုမြင့်ညိုတို့စခန်းသိမ်းပြန်သည်နေကဒိတ်တဆိတ်နောက်မှလိုက်ပြီးကိုမြင့်ညိုကိုတီချာစွာကြည့်ခဲ့၍မှန်မှန်သားသားဖြစ်နေသည်ထိုကြောင့်နေကြောင့်ညာမီတင်အံဩသွားခြင်းဖြစ်သည်သူစိတ်ထဲမှာ ကိုမြင့်ညိုကိုမုံသည်စိတ်ရန်မူလိုသည်စိတ်မရှိခဲ့ပဲ သူမိဘလူဝင်ကြီးမောင်နှံကိုခြေသည်စိန်မျိုးသာရှိခဲ့သည်ထို့ကြောင့်ကိုမင်းညိုမျက်နှာကို စိတ်ထဲမှာမမေ့ပျောက်ဖဲရှိနေခဲ့ရာယခုတွေ့လာရသောအခါညာမေတင်သည်ငြိမ်သက်စွာကိုမင်းညိုမျက်နှာကိုကြည့်နေသည်ညီမလေးကိုမင်းညိုကကျင်နာသောအတန်းဖြစ်ကိုသည်မင်းပါကောင်းလေမိဘုံကတော်ထဲမှာနေသည်တဘာဝအတိုင်းမေးလိုက်သည်တွင်ကြာရသူနာမှာရိုင်းဆိုင်နေတော်လဲညာမေတင်တန်က နေရင်ဆိုင်မခက်ထမ်းပဲဖြစ်နေသည်ညီမလေးရဲ့ကိုကို ကိုမြင့်ညိုကဖြေလိုက်သည်ညီမလေးရဲ့ကိုကိုငါအဖေမေကိုတတ်တဲ့ဟိုအကောင်မျိုးမဟုတ်ဘူးနော်မဟုတ်ဘူးညီမလေးငါကညီမလေးရဲ့အမိကမွေးထားတာညီမလေးရဲ့အကိုညီမတင်ကဥကောင်းခံလိုက်သည်ငါအဖေနဲ့အမိကမွေးတာငါတယောက်တည်းရှိတယ်ခမောင်ကြီးရောခမောင်ကြီးပဲရောက်သွားလေညာမေတင်ကမိတော့ခါကိုထွန်းအန်းနှင်းကိုပါတော်တို့စိတ်ထင်းမှာ ဂူမွန်တောင်နှင်းဂူကြီးထဲမှာအတူနေထိုင်ပေါင်းသိန်းလာသောသူခင်မောလူဝင်ကောင်းကိုညာမေတင်ကချစ်စလို့သောကြောင့်စိတ်ကူးရင်နာမည်ခေါ်ခြင်းဖြစ်သည်ဟုတာမန်တွေးလိုက်သည်။ကိုမြင့်ညိုသည်ညာမေတင်နှုံမထွက်လာသောလူနာမည်ခမောင်းအေးဆိုသောနာမည်သည်ညာမေတင်ဤမိတ်ဆွေကိုအကောင်ဆိုသောနာမည်သည်ညာမေတင်ဤရန်သူဟုအကင်းပါစွာ တွေးလိုက်မိသည်။ညာမေတင်သတိရစကားကလေးကကိုအကောင်တွင်ငါကိုတတ်တော်မယ်ဟု၍ ။អော်လိုက်သောစကားကိုမှတ်မိလိုက်သည်။ထို့ကြောင့်ခင်မောင်အေးဆိုတာလေကိုအကောင်တက်လို့သေးပြီညီမလေးရဲ့ညီမလေးကိုလည်းကိုအကောင်ကတက်တော်မယ်ကိုကိုကညီမလေးကိုယူပြေးလာခဲ့ရတာ။ကိုမျိုးရိုးစကားကြောင့်ညာမေးတင်မျက်လုံးပြီးသွားသည်။ဘာပြောတယ်။ခင်မောင်အေးကိုကိုအကောင်တက်လိုက်ပြီဟုတ်လား။ခင်မောင်အေးသေးပြီလား။ညာမေးတင်ဒီအသက်မရှူပဲမေးလိုက်သည်ဟုတ်တယ်ညီမလေးခင်မောင်အေးသေးပြီကိုမြင့်ညိုကခြေရလဲပြောင်းရေလဲနှောက်သည့်စကားကိုပြောလိုက်သည် ညမေတင်သည်စကန်အနေငယ်ငိုင်းနေပြီးမှဒံရရသော ကြားပြူမှတကောင်းကိုနှင်းမြန်စွာ ခုံထားလိုက်သည်။သို့သောကိုမြင့်ညိုတို့ကစိတ်မချသေးသည့်အတွက်ခြေထောက်မှချီထားသည့်ကြိုးကိုမဖြေသေးဘဲထားသောကြောင့်သာလျှင်ညမေတင်သည်မလွတ်နိုင်ဘဲကြိုးကြောင့်ခြေတုပ်ပြီးပြန်လဲသွားသည်။သို့မဟုတ်နှင့်ညမေတင်ပြေးသည့်ခြေလမ်းကို ကိုမြင့်ညိုတို့လူစုမြည်သည့်နည်းနည်းမျှမမြင်နိုင်ရှိ။ညမေတင်သည်ခက်ထန်ပြင်းပြသောဒေါသဖြင့် ပြီးခင်ဖခင်လူဝင်ကြီးမောင်နှံတည်ဆုံးစဉ်ကအတန်မျိုးတိုင်းစူးစူးဝါးဝါးအော်လိုက်ရာ ကိုမင်းညိုတို့လူစုသည် ထိန်လန့်ခြင်းပင်ဖြစ်လိုက်ကြသည်တော်မာသည်ရဲ့ဆရာကချီထားတဲ့ကျိုးကိုမဖြေသေးလို့ဖြေများထားလိုက်မိရင် လူဝင်စိတ်ပြန်ဝင်ပြီးတို့ကိုကြိုက်ဆွဲကုတ်ခွဲလိုက်မယ်ထင်တယ်ကိုထွန်းအန်းနှင့်ကိုပါတော်တို့ကမြိုင်လူတွေးလိုက်မိကြသည်အထံငှလာတော့လူလေးယောက်ကမူလူဝင်အော်တန်ကိုကြားဘူးနေကြဖြစ်သည့်အတိုင်းအထူးဆန်းမဖြစ်ပဲ ချောမောလှပါသောညာမီတင်ဤလူဝင်ဟန်လူဝင်လေးတန်ဖြစ်နေသည်ကိုကြည်ကောင်းဟန်ဖြင့်ကြည်နေကြသည်ညီမလေးညီမလေးကိုမြင့်ညိုကညာမီတင်ဤတစ်ဖက်ကိုထိန်ချုံကင်ထားရင်းကကျင်းနာစွာခေါ်လိုက်သည်သို့သောညာမီတင်သည်ကိုမြင့်ညိုကိုမကြည့်ပဲမိုးသားတိမ်တိုင်းတွင်နှင်းရောကမှိုင်းမှိုင်းညို့ညို့မြင်ရသည်ဂူမွန်တောင်နှန်းစီသို့မျှော်ကြည့်ကခင်မောင်အေးရေခင်မောင်အေးဟုအော်ခေါ်လိုက်သည် ဖုန်းနောက်သူဟင်းခင်မောင်အေးတို့တယောက်ကိုတယောက်ရှာမတွေ့လင်းအချက်ပြီးခေါ်နေကြငှဲ့အော်တန်းစူးစူးရှာရှာအော်ဟစ်အတန်ပြူလိုက်သည်သို့တော့သူချစ်သူခင်မောင်အေးကဝေးကွာလွန်လာသည့်ရက်တွင်အထီးကြီးကြံရင်ရှာပြီးဖြစ်သည့်အတွက်ညာမေတီဤအချက်ပြီးအော်ခေါ်တန်းကို မကြားနိုင်ရှာချေခင်မောင်အေးရေရောင်ကိုပင်မမြင်တော့ခါညာမေတင်သည်မျက်ရည်တွေ ဖြိုင်ဖြိုင်ကြလာသည်ကိုအကောင်ငါအဖေအမေကိုလည်းတတ်တယ် ခင်မောင်အေးကိုလည်းတတ်တယ်။ညာမေးတင်သည်ကြေကွဲ၊နာကြီးသောအတန်းဖြေပြောရင်းစိတ်ကိုလျှောလိုက်သည်လား။ကိုမြင့်ညိုနာမှာအယုတ်ကျိုးပြတ်သလိုခွေကျသွားလေသည်။ညာမေးတင်ဝေထားသည့်ထမိန်သည်ကိုမြင့်ညိုကြိုတင်စီစဉ်ထားသည့်တိုင်းခပတ်ပတ်ထားသည့်အတွက်သာ ခိုင်မြဲနေသည်။မဟုတ်လင်ညာမေးတင်ဤခုံပေါက်ရုံးကန်မှုကြောင့်ကျွတ်ကျသွားပေမည်။ကိုမြင့်ညိုသည်ကြေကွဲနာကြီးခြင်း ဆွေမြေဝန်းနေခြင်းတို့ရောရှဲခံစားနေရသောညာမေတင်ကိုအကဲခတ်ကြီးကလိုက်ရောစွာပြောလိုက်မိမလေးမိမလေးအဖေနဲ့အမေကိုရောခင်မောင်အေးကိုရောတတ်တဲ့ဟူကောင်းကိုမိမလေးမတတ်ချင်ဘူးလားတတ်ချင်တယ်ငါအခုတတ်မယ်ဟူကောင်းပဲမှလည်းခွေရိုင်းနေသောညာမေတင်သည်ကိုကိုတောင်းလင်းစွာပြင်ထိုင်ပြီးနေသည်တတ်ရမယ်ဟူကောင်းရှိတဲ့စီကိုသွားမယ်အေးသွားမယ်ကဲဒါပြင်ဟိုအထဲကိုဝင် ကိုမြင့်ညိုကပြောသောအခါညာမေတင်သည်သူ့ကိုထမ်းယူလာခဲ့သည်ဆောင်ခဲကြီးတဲ့ကိုကြည့်ပြီးမဲမဲရွရွဖြစ်သွားသည်ဒီဟာကြီးတဲ့ကိုငါမဝင်ခြင်းမူဟိုငါဖေနဲ့အမေတီတော့ငါနဲ့ခမောင်အီတို့နှစ်ယောက်ဒီလိုပဲမြေကြီးထဲထည့်ထားခဲ့ကြတာအခုဒီဟာကြီးထဲမှာငါနေရတယ်လို့ပဲညာမေတင်စကားကြောင့်ကိုမြင့်ညိုသည်နှမလေးကိုကျင်းနာစွာပြုံးလိုက်မိသည်ညာမေတင်ကိုဒီတိုင်းလှထားပြီးခေါ်၍မဖြစ်ညာမေတင်စိတ်ကိုစိတ်မချရသေးချေ ခြေလူလက်လို့သွားနေရမှာစိတ်ရိုင်းဝင်လာနေသူတို့လူစုလိုက်မမီတော့ခြေလမ်းများဖြင့်ဤရတော်တဲ့ဝင်ပြေးသွားမိကိုဆိုရင်လေထို့ကြောင့်ကိုမြင့်ညိုရန်ကူရချေသည်အေးအေးဝဝင်ချင်းဒီတိုင်းလိုက်မညီမလေးအစားမစားရသေးလို့တိတ်မောနေပြီအစားစားရေတောက်လိုက်အောင်နော်ကိုမြင့်ညိုချော့ပြောသည်အကိုရင်တရားလုံးဖြစ်နေသည်ဝမသိတော့လဲတမီဝမ်းတွင်ဆင်းလာသည်တွေ့ရင်ဖြစ်ရာကညာမေတင်သည်မူလာကပင်ကိုမြင့်ညိုကို စိတ်ထဲမှာချစ်ခင်နေခဲ့သည်ဖြစ်ရာယခုသူအလွန်မုန်းသောကိုအကောင်သူချစ်သောမိတ်ဆွေတွေနှင့်သူချစ်သောခမောင်အေးကိုပါတတ်သောကိုအကောင်ကိုတွားတတ်ရမည်ဟုကိုမြင့်ညိုကပြောထားသောအခါကိုမြင့်ညိုစကားကိုညှင်းဆန်းခြင်းမပြုဘဲနားထောင်သည်ထို့ကြောင့်ကိုမြင့်ညိုကြွေးသောအစာကိုစားလိုက်သည်သို့သောစားနေကြအစာမျိုးမဟုတ်သောကြောင့်ညံ့ညံ့မစားနိုင်မစားတတ်ပါဇက်ထဲမှာအရသာမတွေ့ထို့ကြောင့်နည်းနည်းသာစားပြီးရေတောင်းလိုက်သည် ကိုမြင့်ညိုကလည်းထိုတို့ဖြစ်မိကိုကြိုတင်စဉ်းစားပြီးဖြစ်သည်ထိုကြောင့်ရေထဲမှာအိတ်ဆီးခတ်ထည်ထားသည်ညာမေတင်ကိုကြွေးသောအစားထဲမှာအားဆီးခတ်ထည်ထားသည်ညာမေတင်သည်ရေကိုအာရပါရအဝါတောက်ပြီးသောအခါမျက်လုံးတွေကလေးလံပြီးအိတ်ချင်လာသည်မျက်လုံးစင်းလာသောညာမေတင်ကိုကြည့်ကကိုမြင့်ညိုကညီမလေးအိတ်ချင်ရင်အိတ်လေဟုပြောပြီးနှမလေးကိုယူရစွာ ပိုက်ထားလိုက်သည် ညာမေတင်သည်တော်တော်ပင်အိတ်ချင်နေပြီဖြစ်သောကြောင့်ဘာစကားမှမပြောတော့ပဲကိုမြင့်ညိုကိုမိကစက္ကန့်အနေငယ်တွင်မှအိတ်ပြောသွားရှာသည်ညာမေတင်အိတ်ပြောသွားသောအခါဆောင်းခဲထဲမှထဲပြီးခြေလှမ်းတွတ်တွတ်ဖြင့်ထန်းလာခဲ့ကြရပြန်သည်မူကောင်းမျိုးအဝင်သို့ရောက်သောအခါညာမေတင်အိတ်ရာမှနိုးအောင်ဆောင်းကြသည်ဘေးရန်ကင်းဝေးသွားပြီးဖြစ်သည့်အတွက်စိတ်သက်ချကနာနာနေနေစာရင်တောင်းရင် ဆောင်ကြည့်နေကြခိုင်မှာညာမေတင်ကအိယာမှနိုးလာသည်ညာမေတင်ကပင်မဲနွားနယ်လှလီပြီးထန်းစင်ပေါ်မှလိုက်လာရသည်ဆိုတော့လေအစားအစာမစားနိုင်ခြင်းစိတ်ကျဉ်ချက်ချင်းပူဆွေးတော့ကဖြစ်ခြင်းတို့ကစိတ်ထောင်းကိုကြီးဖြစ်နေရှာသည်ညီမလေးရေကိုကောင်းနေရှိတဲ့နေရာကိုသိပြီးကိုကောင်းကိုတတ်နိုင်အောင်ကိုမြင်မြင်လိုက်မှဖြစ်မယ်သွားစို့နော်ကိုကောင်းစိုးသောစကလုံးကြောင့်ညာမေတင်သွက်သွဲကြီးခေါင်းငိမ့်လိုက်သည် ဘယ်ကူမှမသွားပဲကိုကိုနောက်ကိုလိုက်ခဲ့ကိုကောင်ကိုတွေ့ရမယ်အေးကိုကောင်ကိုငါတက်မယ်ညာမေတင်ကပြောသည်ကိုမြင့်ညိုကညာမေတင်ခြေမှာခြိထားသည့်ကျိုးကိုဖြေပေးလိုက်သည်မဖြေ၍လည်းမဖြစ်တော့ချီကိုကောင်ညူတဲ့သူဝင်ရတော့မီဖြစ်ရာချောမောလှပါတော့မိမပြိုလေးတယောက်ကိုပေါ်တရိဆိုင်ရင်တကောင်လူခြေတော့ကိုကျိုးဖြင့်ခြိခေါ်လာသည်မှာလူမြင်၍လုံးဝမသိလျော်သည့်ပြင် ဘာကြောင့်ကြိုးချီလာသည်ကိုမေးမြန်းကြရမှတက်ဆိုင်ရာတို့ဤမေးမြန်းစစ်ဆေးသည့်အထိဖြစ်သွားနိုင်သည် ထို့ပြင်ထို့သို့မေးမြန်းစစ်ဆေးခြင်းခံရသည့်အခါနောက်ကြောင်းရာဇဝင်ကိုစုံစည်းစွာဆက်လှမ်းပြောကြားနေခြင်းအဖြစ်ညီမလေးညာမေတင်သည်တော်ထဲမှာလူလားတိရစ္ဆာန်လားမသိရသည့်အကောင်းတကောင်းနှင့်ပေါင်းတင်ဆက်ဆံလာခဲ့သည့်အကြောင်းတွေပါတစုံတစားပေါ်တော့မည်ဖြစ်သည်ထို့ကြောင့်ကိုမြင့်ညိုကညာမေတင်ချီမှာချီထားသည့်ကျိုးကိုဖြေလိုက်ခြင်းဖြစ်သည် ခြေထောက်မှကျိုးကိုဖြေလိုက်တော့လဲကိုမြင့်ညိုသည်သတိလက်လွတ်မဖြစ်ပေခင်များတို့နှစ်ယောက်ကညီမလေးနောက်ကနီးနီးကပ်ပြီးလိုက်ခဲ့ကြပါတကယ်လို့ပြူတဲ့ရောက်ရင်သူမမြင်ဘူးတာတွေမြင်ရင်စိတ်ရိုင်းပြန်ဝင်လာပြီးထွက်ပြေးသွားမှလည်းစိုးရတာသူ့ရေကဲကိုသတိထားကြည့်ပေါ့ဟန်မုံမပေါ်ရင်ကျိုးပြန်တော့နိုင်အောင်ပေါ့ဒီလိုကျိုးပြန်ချီရတဲ့အခါမှာတော့မြေးကြမြင်းကြရင်စိတ်နောက်နေရလို့သာယုတ်တိရှိရှိပြောကြတော့ဟုမှာကြားလိုက်သည် အထံငှားလာသည့်လူလေးယောက်ကိုမူသူတို့ဆောင်ရွက်ရမည့်တာဝန်ပြီးဆုံးပြီဖြစ်သောကြောင့်သူတို့ကျင်းနှံ့စွာတောင်းသည့်အဖို့ခါပြင်ကိုမြင့်ညိုကကျေးဇူးတင်သည်ဟုဆိုကာဆလိတ်ပိုးမုံဖို့အပိုးပေးလိုက်သည်သည်သူနှင်းမင်းသုံးယောက်သားတတိထားကြက်မက်ခါညာမေတဲ့ကိုတတိကြီးစွာဆောင်ကြည့်ရင်ရန်ကုန်သို့ချောမောစွာခေါ်ဆောင်လာနိုင်ခဲ့ကြသည်ညာမေတဲ့သည် သူချင်းမြန်လို့လာတော့ခင်မောင်အေးတည်ဆုံသွားလိမ့်ပြီဟုကြားရခြင်း သူလက်စားချေလိုလာတော့ကိုအကောင်ကိုအလွန်အမင်းရင်ဆိုင်လိုခြင်းကိုမြင့်ညိုကိုခင်မင်နေခြင်းတို့ကြောင့်ရုံကန်အော်ဟဲစူပူခြင်းမပြုဘဲငင်ငိမ်သက်သက်လိုက်လာခဲ့သည်လန်ကီတလျှောက်မှာသူမမြင်ဘူးသည့်တက်ရှိတက်မဲ့တွေကိုကြီးစွာသောအံ့ဩခြင်းဖြင့်အိမ်ငိုက်ချင်းတွေ့ဝေခြင်းမရှိဘဲစိတ်ဝင်တစားကြည်လာခဲ့သည်ညမေသည်အမူအရာကိုမြင်ရသောကိုမြင့်ညိုမဆိုထားနှင့်ကိုထုံအန်းနှင့်ကိုပါတော်တို့ပင်တနာကျင်လာလာကြသည် ဟုတ်ကဲ့ပါရှင်အပိုင်းခုနှစ်ကိုဒီမှာပဲရင်နာလိုက်ပါမယ်ကျမတို့နောက်ထပ်အပိုင်းရှစ်မှာပြန်လည်ဆုံတွေ့ကြပါမယ်နော်နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်